ညာခါစားလင်မယားတွေအိမ်သားတွေတုံးရဝင်ခွင့်မရတဲ့ရိုးရာတလေမင်္ဂလာပါရှင်ကျမတို့ channel ကနေကြိုဆိုလိုက်ပါတယ်အာဖရိကနိုင်ငံတွေမှာရုံနေစရာမရှိတဲ့ထူးဆန်းတဲ့ဒလေရိုးရာတွေရှိကြပါတယ်အာဖရိကကမျိုးနွယ်စုတစုမှာဆိုရင်လက်ထက်ပြီးကစားစုံတွဲတွေရဲ့မင်္ဂလာဥညမှာသူတို့သမီးရဲ့အမေကအိမ်ခန်းထဲမှာအတူတူအိတ်လိရှိပါတယ်သူတို့သားနဲ့သူတို့သမီးကိုဘလို့ကာမဆက်ဆံရမယ်ဆိုတာကိုတညလုံးစောင့်ကြည့်ပြီးသင်ကြားပြောပြပေးပါတယ် တကယ်လို့သူတို့သမီးဘက်ကမိခင်မရှိတော့ရင်အတော်ဖြစ်ဖြစ်အမဖြစ်ဖြစ်အကြီးကဲအမျိုးသမီးကစုံနွယ်တွေရဲ့မင်္ဂလာဥညကိုတင်ပြပေးရပါတယ်။အဲဒီအလေးထားဟာအခုချိန်ထိအာဖရိကမှာကျင့်သုံးနေဆဲပဲဖြစ်ပါတယ်။နောက်ထပ်ထူးဆန်းလွတ်တဲ့ကလေးကတော့ညသာစာလင်းများတွေဟာအင်တာကို၃ရက်တိတိအသုံးပြုလို့မရပါဘူးတဲ့။အင်ဒိုနီးရှားကတီတောင်းဆိုတဲ့လူမျိုးစုမှာတော့ သူတို့သားနဲ့သူတို့သမီးကညားနေတဲ့နေ့ကစပြီးသုံးရက်တိတိရေချိုးကန်းနဲ့အင်တာထဲကိုဝင်လို့မရပါဘူးရေချိုးကန်းနဲ့ဝင်လို့မရတော့ညနာသစ်သွားတိုက်တာခြေလက်ဆေးကြောတာတွေလည်းသုံးရက်တိတိပြုလုပ်လို့မရတော့ဘူးအဲ့ဒီလိုနဲ့ညက်ပတ်နေတဲ့ညားကစားနေမယားနှစ်ယောက်ဟာတကယ်ချစ်ကြရင်တော့အဲ့ဒီအခက်အခဲကိုဖြတ်ကျော်နိုင်မှာဖြစ်ပြီးတကယ်မချစ်တဲ့သူကတော့ညက်ပတ်နန်းစော်နေတဲ့အင်တာဘက်ကိုသုံးရက်မပြည့်ခင်မှာပဲလမ်းခွဲလိုက်ကြပါတယ် တကယ်လို့သုံးရမပြည့်ခင်မှာရေချိုးကန်အိမ်သားထဲမိရင်တော့အဲ့ဒီလင်မယားရဲ့အိမ်တော်ကြီးကမပျော်ရွှင်ရဘူးမခိုင်မြဲဘူးလို့ယုံကြည်ထားကြပါတယ်ဒီရိုးရာကလေးကလည်းအင်ဒိုနီးရှားကတီတာမျိုးနယ်စုမှာအခုထိကျင့်သုံးနေကြတော့မှာပဲနောက်ထပ်တစ်ခုကတော့အာဖရိကမှာလက်ထက်ပြီးကစားသတို့သားနဲ့သတို့သမီးရဲ့ခေါင်းဒါမှမဟုတ်ညနာကိုသတို့သမီးရဲ့အဖေကသတွေးနဲ့ထွေးပါတယ်အဲ့လိုသတွေးထွေးတဲ့အတွက်စုံတွဲကအိမ်တော်ရင်းတာယာပြီးပျော်ရွှင်ရမယ်လို့ယုံကြည်ကြတာပါ နောက်ဆုံးအထူးဆန်းဆုံးတစ်ခုကတော့တတို့သားဟာမေဂလာဦးညာမတိုင်ခင်တည့်ရက်မှာယောက်ကမဖြစ်သူနဲ့အတူတူအိပ်ရပါတယ်။အဲ့ဒါကလည်းအာဖရိကမှာရှိတဲ့ဂျိုးရပဲဖြစ်ပါတယ်။မေဂလာဦးရဲ့မယောက်ခင်ရှစ်တည့်ရက်မှာတတို့သမီးရဲ့အမေနဲ့တတို့သားကအတူတူအိပ်ဆက်ရပြီးကာမဆက်ဆံရပါတယ်။တို့သမီးရဲ့မိခင်ကတို့သားကိုကာမဆက်ဆံနည်းတွေတင်ပြပေးတယ်။ပြီးတော့တို့သားဟာစမ်းဆောင်ရည်ကောင်းလားမကောင်းလားဆိုတာကိုစမ်းသက်ကြည့်တာပဲဖြစ်ပါတယ်။တို့သားက စမ်းဆောင်ရည်ကောင်းလားမကောင်းဘူးလားဆိုတာကိုလည်းသူတို့တမီးကိုပြန်ပြီးတော့ဖောက်တယ်ချရပါသေးတယ်။ကဘာတဝမ်းမှာလက်ထက်ချင်းနဲ့ပတ်သက်ပြီးထူဆန်းတဲ့ဓလေ့တွေရှိကြပေမယ့်ဒီရိုးရာဓလေ့တွေကတော့မယုံနိုင်လောက်အောင်ထူဆန်းလွန်းတဲ့ဓလေ့တွေပဲဖြစ်ပါရဲ့။